ကျောင်းမမျိုးမှာအော်တိုဝါလာဆရက်ကကျောင်းသားကျောင်းသူ956ဦးထပ်မံကြောင်းနှံခဲ့ပြီးစုစုပေါင်း1989ဦးတက်ရောက်ပညာသင်ကြားလျက်ရှိကြောင်းသိရပါသည်။ရှမ်းပြည်နယ်မြောက်ပိုင်းကျောင်းမမျိုးရှိအမတ်တအခြေခံပညာထက်တန်းကျောင်းအားအော်တိုဝါလာရှိရမှာစတင်ဖွင့်လှစ်ခဲ့ပြီးကျောင်းအလက်ခံချင်းများဆက်လက်ဆောင်ရွက်ပြီးလျက်ရှိရာယနေ့မှာကျောင်းသားကျောင်းသူ956ဦးထပ်မံကျောင်းနှံခဲ့တာကြောင့်စုစုပေါင်းကျောင်းသားကျောင်းသူ1989ဦးတက်ရောက်ပညာသင်ကြားလျက်ရှိကြောင်းသိရပါသည်။ အဆိုပါထပ်မံကြောင်းအနှံနဲ့ကျောင်းသားကျောင်းသူများအားပညာရေးဝန်ကြီးဌာနမှအခမဲ့ပေးရတဲ့ကျောင်းသုံးစာအုပ်များစာရေးကိရိယာများနဲ့ထောက်ပံ့ပစ္စည်းများကိုတဘာတွေပေးရကြပြီးဌာနဆိုင်ရာတာဝန်ရှိသူများကလိုအပ်သည့်များစောင့်ဝံပေးကြကြောင်းသိရပါသည်။ဒါအပြင်ကျောင်းမဲမျိုးတို့ပြည်내ဝင်ရောက်လာတဲ့ဒေသခံပြည်သူများအားအိမ်နောက်စုစီရင်တိုက်ဆိုင်စစ်ဆေးခြင်းနဲ့နိုင်ငံသားစစ်စီရေးကံများပြုလုပ်ပေးခြင်းတို့ကိုလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားအုပ်စုဌာနမှတာဝန်ရှိသူများကစောင့်ဝံပေးကြကြောင်းသိရပါသည်။ ဒါအပြင်လုံခြုံရေးတပ်ဖွဲ့ဝင်များကကြောင်ဝင်းမြို့ပေါ်ရှိဌာနဆိုင်ရာရုံးများနဲ့အများပြည်သူတော်လာနေထိုင်လျက်ရှိတဲ့နေရာများတွင်မာရှင်ရေးလုပ်ငန်းများဆောင်ဝင်ပြည့်ရရှိပြီးဒေသခံပြည်သူများရဲ့ကျန်းမာရေးဆောင်ရွက်မှုလုပ်ငန်းများအတွက်ကျန်းမာရေးဝန်ကြီးဌာနနဲ့တူနာပြည်များပူးပေါင်းပြီးကြောင်ဝင်းမြို့လာဘမုန်ဤတရုတ်ဘုံကျောင်းမှာယာယီစေယုံဖွင့်လေကစေကူတာပေးခြင်းများကိုဆောင်ရွက်ပြည့်ရရှိရာယနေ့မှာပြည်ပလူနာ105ဦးနှင့်စေယုံတရက်ကုသရန်လိုအပ်တဲ့လူနာ6ဦးတို့ကိုလိုအပ်တဲ့ကျန်းမာရေးဆောင်ရွက်မှုလုပ်ငန်းများဆောင်ရွက်ပြည့်ရရှိကြောင်းသိရပါသည်။